ပါလေဒီချက်တန်ရရခါเออฉิ่งกาละมาย้ายค่ะสวัสดีโคอ่ะซ่าเนี่ยเนี่ยซี้อ่ะแล้วก็ปูตีเนี่ยก็ไม่ให้ไปดูแล้วแต่เนี่ยไม่ได้ทําอะไรนะตะญีဆိုတော့မိမနဲ့ညှိနေရမှာလားနဲ့သူ့ကြွေတွေကိုလူနဲ့ထိုးဆက်လိုက်ရတယ်မလားတို့အကြောင်းနေငါအကုန်သိတယ်ငါအကုန်ကြားပြီးသွားပြီငွေဦးလေးရတာဒုတိယ တာပေါ့နော် writer အနေနဲ့ဆန်တာဆိုတော့ဒီပြတာပထမတကားကတော့ချီစီးပေါ့နော် writer အနေနဲ့ဆိုတော့အရင် serious ဖြစ်တယ်ခုခုခုလိုချင်နေဆိုတော့မရရအောင်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါမှမျိုးစလုံးအစ်စ်ကမြေရစိတ်အာ for me ဘွေးတက်လေးပါအာဒီကားကလည်းဆိုတော့ရင်တကိုးဆိုရဲအာကမလေးနေတာဒီကောက်ပြီးတော့ကြိုက်မဘူးလားမရှက်ကြဘူးလားနင်တို့ဆောင်ကအရင်ရှက်တယ်ဒီကလေအစိတ်ဆိုပေမဲ့အဲနန်းစုဒီရင်တကိုရဲ့ character ကတော့သူက အဖြစ်သေးလို့ပြောရင်တော့ပုံမှန်အဲဒီကားထဲမှာပေါ့နော်အဲဘသူ့ character ကိုဒီလိုကြီးအဆင်ပြေတင်ပြချင်အရင်ကတော့တော့ဘသူ့အတွက်ကြည့်သေးလေးဖြစ်နေစားတော့ဒါကြည့်ရပိတ်သက်တယ်ဟုတ်ပါပြရမလားလောကကြီးကငါတို့ပဲမှားနေတာသူ့ပဲမှန်နေသလားဆိုတော့တချို့အစိတ်တွေကလည်းတိတ်ချူတော့ကားရီထဲမှာဆိုရင်ဒီ character လေးကလည်းတမျိုးစီပေါ့ တချို့ကားတွေကလည်းတွက်တဲ့အဟာမျိုးပြိုင်တယ်လို့ရှိတယ်ဒီကားကတော့ဒီအတငယ်ချင်း၃ယောက်ပုံစံမျိုးပေါ့နော်အဲဒီအအောင်မြင်ရဲ့ကဘာရဲ့ဒီလိုကကရဲချစ်ကြတော့တုံးလိုက်အဲ့ဒီထဲမှာမတငယ်ချင်းချစ်လဲပါလို့အဲဒီလိုမျိုးအဟိုပါပေါ့ထောက်မှန်းရချစ်လဲပါတယ်ဆိုတော့အဲ့လိုဖြစ်တယ်ဒါပေမဲ့တမျိုးတမျိုးရပြီးတော့ Facebook ပေါ်တင်နေတစ်ခါကြက်လို့ရှိရင်ဒီဓာတ်ပုံစရိုင်းတော့ငါပြီးရိုက်တယ်။ဒီကနေဘာကောင်းမှတ်တယ် ာတက်ဂရိုက်တာလေးကြောင့်ဆိုတော့အချစ်ကြောင့်စိတ်ပြင်းသွားရလို့ရှိတယ်။ခိုင်ကြရင်အဲ့ဒီရုံးထနိုင်မဲ့အပိုင်းတွေသူချက်ဂရိုက်တာတွေကလည်းအဲ့အောင်ရုံးထနိုင်တယ်။သူချက်ဂရိုက်တာတွေကလည်းအဖြစ်ကိုချတဲ့ဒီစိတ်နေရာကရုံးထနိုင်တယ်အဲ့လိုမျိုးကိုကတော့အခုလေအစိတ်မသတိနဲ့တောက်တာကိုဝိုင်းနေရှိနေတော့တချို့ကျလည်းအစိတ်တက်သွားတယ်ဒါပေမဲ့တစ်ချိန်တည်းမှာတော့ဖြစ်သေးဆိုတာတော့ပြန်တွေ့တယ်နော်တချို့ကျလည်းအဲ ်ကျင့်တဲ့အစိတ်ကနည်းနည်းပြင်းတယ်တကယ်ကြည့်ဖြစ်ပါရှိနေတယ်အဲဒီကတော့ဒီကားထဲမှာဆိုလို့ရှိရင်အဲ့လိုစိတ်တစ်ချက်တည်းစိတ်တင်ပါတယ်တစ်ချက်လည်းအစိတ်တင်ပါတယ်ခဏခဏတော့စိတ်တင်ပါတယ်ဒါပေမဲ့လူဖြည့်စေဖို့ပြင်ဆင်ထားပေးပါတယ်ကြမ်းရမှာတော့ဒီအကောင်းဆုံးပို့သားထားပါတယ်။ရိတ်တဲ့အချိန်မှာလည်းနည်းနည်းလေးသူကသိပ်ပြီးတော့နေမကောင်းဆိုတော့လေဒီ6ရက်တန်ရာရခါ တဲ့အချိန်ကာလမှာရိုက်ထားတာဆိုတော့ကိုယ့်ကိုအားမရတဲ့အပိုင်းအဲ့ physical အပိုင်းလေးပေါ့နည်းလေးယူရအဲ့လိုကိုယ်ကအဆင်ရမျက်စိရဒါကပူတင်းနေတာပေါ့ဘာလို့ပြောရခဲ့လဲဒါနဲ့လည်းအများကြီးဖတ်သွားတာနဲ့တကြီးဆိုရဲမိမနဲ့ညိနေရမလားနဲ့သူ့ကြွေးလေးကိုလူနဲ့ထိုးဆက်လိုက်ရတယ်မလားတို့ကြောင့်ငါအကုန်တိတယ်ငါအကုန်ကြားပြီးသွားကိုကတော့ဘယ်လိုလဲဆိုအမတ်တရားကြီးကတော့သူ့အနေနဲ့အများကြီးရှိပါဘူးဒီ၃ယောက်ပေါ့နော်အဲဒီ၃ယောက်ပိုင်းနေရရတာကတော့လေအာဟို ကိုကတော့မမေ့ရအဲ့တော့နေကောင်းဆိုတော့ကိုကတိတ်ပြီးတော့လည်းအဲ့လိုမျိုးတစ်ချိန်လုံးလိုထိုင်နေရမမလည်းနေနေကြီးရက်ခဲ့ချိန်မှာကိုအောင်းမီးရိုက်တာဆိုကိုကတော့အဲ့လိုမျိုးကျမကြီးလည်းနည်းနည်းလေးအဲ့လိုမျိုးကျမကြီးမကောင်းတာနည်းနည်းလိုပတ်ချလည်းလိုက်နေတဲ့အချိန်မျိုးဆိုတော့လေဒီကျမကြီးကိုလည်းပေါ့ focus ပြီးထားတာရဲ့အဲရက်ခဲ့ချိန်ဆိုလို့ရှိရင်ထပ်ပြီးရိုက်တယ်ဘယ်လောက်ဒီအာဒီကျမကြီးတောင်းတဲ့ဒီ ဲရိုက်ကြီးလေးကိုပေါ့နောက်ဆက်မဖြစ်အောင်လည်းအကောင်းဆုံးစူးစမ်းနေတယ်။စီးရီလည်းတောက်ပြီးရိုက်တယ်။ခါရကြလို့ရှိရင်အဲ့လိုအကိုက်ကြောက်ဆူးလို့ပါတော့တောက်လို့။တက်ခက်ကြီးမိမတယောက်ကလည်းအတက်ခက်ငယ်ကောင်းလေးတယောက်ကိုဦးကြီးကျင်းနဲ့ပန့်ပိုးကျင်းလေဆိုတာဒါဟာတပဲလေ။ဦးငယ်ဦးလေးကတော့ဒုတိယကားပေါ့နော်။ဒရိုက်တာအနေနဲ့ဆန်တာဒုတိယကားပထမတကားကတော့ချင်းစီးပေါ့နော်။အဲဦးငယ်ဦးကကျတော့သူကိုယ်တိုင်ကအိုက်တာဖြစ်တဲ့အတွက်ကြောင့်လို့အိုက်တင်လေးကိုသူပြောပြတဲ့နေမှာသူကတိတယ်။အဲညစုဆိုလို့ရှိရင်အိုက်တင်ကဘယ်လိုမျိုးပုံစံလဲ။ လောက်တက်တယ်ဆိုတဲ့ဟာမျိုးကိုသူကတိနေပြီးသားဆိုတော့သူကအဲ့လိုမျိုးပြောလိုက်ရင်တွေ့တယ်ပေါ့အဲ့လိုမျိုးကိုယ်လည်းသူကနားလည်အောင်မြန်မြန်နဲ့ပြောတတ်တယ်ငါ့အခုချိန်မှာနေထားသေးလားဆယ်လီဖြစ်မှာလေဟုတ်ကဲ့ဆယ်လီဖြစ်မှာဂျယ်လီဖြစ်မှာစောင့်ကြည့်လိုက်ရမယ်ဆူတောင်းလို့ ိုက်ကြတယ်ကတော့တရားကြောက်ပုံစံမတူဘူးပေါ့နော်ရိုက်ကွင်းပေါ်မှာသူတို့ဟန်ဒယ်လုပ်တဲ့ပုံစံမျိုးပဲဦးမီးဦးချတော့သူကအိုက်တာဘက်ကနေလာတာဆိုတော့သူအိုက်တင်ပါရုံနဲ့သူကဘယ်မလဲသူအိုက်တာဘက်ကနေလာလားမလားလားဘဒရိုက်တာရေတော်များများတော့အိုက်တင်ကိုဟိုကအဲတင်တတ်တာတင်တာများပါတယ်နော်တင်တင်ချတင်ပြီးပြောပြပြီးတော့ပါပါဆိုတော့ဦးမင်းဦးလည်းအဲ့လိုပါပဲအဲတခုတော့ရှင်ဦးမင်းဦးကဒါရိုက်တာနေနဲ့ဆိုလို့ရှင်အရင် serious ဖြစ်နေတယ်နော် မင်းသားအနေနဲ့အတားချင်းချင်းအနေနဲ့ဆိုတော့ तू ကစလုံးယူနေရှိတင်ပါက relax ကိုချက် right down နေလို့ဆိုတော့ तू အရင် serious ဖြစ်တယ်ခု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 လိုချင်လို့ဆိုတော့မရရအောင်အဲ့လိုမျိုးပေါ့အဲဒါမင်းနှမျိုးစလုံးစင်ကျွန်တော်အရင်စီးရဖြစ်တယ် right down နည်းနဲ့ဆိုတော့အဲ့တော့ကကလည်းသူတခုခုဒီ shot ကိုသူလိုချင်တယ်ဆိုတော့ ကိုကလည်းဦးမေဦးမြချူစီမာလေးကဆုံထားတယ်ဆိုတော့သူ့ရဲ့ပုံစံလေးကြည့်နေတာအားကြောင့်လို့အဲ့ဒီတော့အရိုက်မင်းဆိုတော့လေမကောင်းဖြစ်နေတာကိုကပြီးတော့အာဒီနေမျိုးပြည်လေး condition ကြောင့်ဒီလိုက်ကိုရဲ့အခုခုနောက်ဆက်ဖြစ်မှာဆိုလို့ဥမာကိုကခြေထောက်က injury ဖြစ်တာဥမာတီးတဲ့ခန်းလေးတော်တော်လေးလောလောအောင်တော့ခန်းလေးကိုရိုက်နေမှာမဟုတ်ဘူးဥမာ driver လို့တင်းတဲ့ shock က လေကားပေါ်ကနေဆင်းလာတယ်ပြင်းဆင်းလာတယ်ဆိုကိုကအဲ့ဒီမှာလုံနိုင်မှာမဟုတ်ဘူးအဲ့လိုမျိုးဆိုရင်ကိုကရိုက်ခွေးကျမကပြောရင်ကတော့စိတ်နှောက်ချက်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုကကြိုပြီးတော့ပြောတာအဲ့တော့မရိုက်နိုင်တော့ဘူးဖြစ်တယ်ဒီကားတော့မရိုက်တော့ဘူးလို့လို့လို့အဲတမီးဒီလိုပြောလဲဆိုတော့ပြောတော့ကြိုပြီးတော့ပြောတယ်အဲ့ဒါကြောင့်မရိုက်တော့ဘူးဆိုပြီးတော့ဒါကစိတ်ကလည်းဘယ်လိုဝင်ပြန်ထပ်ပြီးတော့အဆမဟုတ်တယ်အဆကကျမရဲ့ကြောင့်မရိုက်တော့ဘူးငင်းခဲ့တာငင်းလို့လည်းဖုံးဆက်နောက်တော့ဦးမျိုးလာပေါ့ဘူးတဲ့ပြေးချမရှိကြရတယ်အဲ့လိုမျိုး အဆင်မပြေစရာဖြစ်တဲ့အခန်းလေးဆိုတော့မပါတော့ပါလေပါတဲ့နေအဆင်ပြေမှုနဲ့ရိုက်ရင်းခဲ့လို့ဆိုတော့ဟုတ်ပြီနင်တော့သူ့လိုဘယ်တော့မှမလုပ်ပါဘူးလို့ငါကတိပေးပါ အဲ့တော့ producer တွေလည်းပြောရတယ်နော်ကျမရဲ့ကြောင့်မရိုက်တော့ဘူးကွာနော်ဘာလို့ video ပြောလဲဆိုတော့ producer တွေကလည်းပြောရတယ်ဟောက်ဘူးတဲ့ရင်းတကုံညာလေးကသမီးနဲ့လည်းလိုက်တယ်သမီးနဲ့လည်းရတာဒါဆိုဟောတယ်ရိုက်စင်ပြောတယ်ဟုတ်ကဲ့ဒီကောင်ကလည်း physical ဘိုင်းနေတော့ physical နေမကောင်းဖြစ်လို့ idea ကတော့လုံနိုင်မှာလုံနိုင်တယ်ဆိုရင်တော့ရိုက်ပါလားကျွန်တော်ကတော့ဘုရောမှာတော့အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီးအကုန်လုံးနေတယ် ဒီကားလေးကတော့ဒီကားကြီးကနေဒီကားလေးကိုကိုရိုက်တယ်ဒီကားလေးလည်းပဲလိုက်တယ်ဆိုပြီးတော့ချတယ်ပြီးတော့ဒီ rider ကဘယ်လိုကလဲထားပြောရဲပေါ့နော်အဲသမီးတိုက်ပါဘယ်လိုလဲပြောင်းလုပ်ပေးပါမယ်ဆိုတော့ဒါကဘုံတော့ဒါကိုဒီနေရာမှာတက်ရမှာအဲသူလိုလကားနဲ့ရိုက်စီဆိုတော့ကိုကလည်းပေါ့ဒီကားကြီးကတော့ကိုကလည်းရိုက်စီဆိုတော့အဲ့လိုမျိုးလေးပြောလိုက်တာကိုကမင်းမကောင်းဖြစ်နေလို့လည်းလိုက်စီအားလေးဖြစ်နေတာပေါ့ဒီစိတ်ရုံတွေရှိနေတာကအားပြပါဘူး